အားလုံးပဲမင်္ဂလာပါနော်တတီထူးစတိုရီလိုင်းကနေကြိုဆိုလိုက်ပါတယ်ဒီနေ့တတီထူးပြောပြပေးမယ့်ပုံမြင်လေးကတော့ตาရလှပတဲ့ရေကန်ထဲမှာနေတဲ့ချစ်စရာကောင်းတဲ့ခါကလေးတစ်ခါရဲ့အကြောင်းဖြစ်ပါတယ်ကွယ်ဟေးတတီထူးပြောပြပေးမယ့်ပုံမြင်လေးကိုနားထောင်ကြည့်ကြရအောင်နော်ဟိုးချစ်စီတော့ကตาရလှပတဲ့တောအုပ်ကြီးတစ်ခုရဲ့အလဲမှာ ြည်လင်ပြီးတန့်ရှင်းနေတဲ့ရေကန်ကြီးတခန်းရှိခဲ့ဘူးတဲ့ကွဒီရေကန်ကြီးတဲကရေတွေဟာအရန်ကိုမှအေးမြပြီးကြည်လင်လုံးလို့တော်တဲ့ကတမင်လေးတွေရုံလေးတွေငှက်ကလေးတွေနဲ့အခြားတလိဆန်တွေအားလုံးဟာရေတောင်ဆင်းဖို့အတွက်ဒီရေကန်လေးစီကိုပဲအမြဲလာကြတယ်ဒီရေကန်လေးဟာ တလေးဆန်လေးတွေအားလုံးတွက်အရန်ကိုမှအတုံးဝင်ပြီးအဖိုးတန်နဲ့နေရာလေးတစ်ခုပေါ့ဘလောက်ပဲပူပြင်းတဲ့နေရာဒီမှာပဲဖြစ်ဖြစ်ဒီရေကန်လေးတွေကရေတွေဟာဘယ်တော့မှခန့်လျှောက်သွားလိမ့်မရှိဘူးရေကန်ထဲမှာလဲငါးကလေးတွေလိတ်ကလေးတွေပစွန်လေးတွေဖားကလေးတွေအများကြီးနေထိုင်ကြတယ် တနေ့မှာတော့ဖားမကြီးတကောင်ဟာသူ့ရဲ့ဥလေးတွေကိုဒီရေကန်ကြီးထဲမှာ အများကြီးလာဥခဲ့တယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲဥလေးတွေတဲကနေဖားလေးတကောင်ပဲအသက်ရှင်ကျန်ရစ်ခဲ့တယ်။အဲဒါကြောင့်မလို့ဖားမကြီးကသူ့ရဲ့တူးဒီတော်သားလေးကိုအရန်ချစ်တာပေါ့။မျက်စိအောက်ကလည်းအပြောင်းမခံနိုင်ဘူးလေ။ မေမေဖားမကြီးဟာသားလေးအတွက်အမြဲတမ်းစားစရာတွေကိုလိုက်ရှာပေးတယ်။လုံချုံအောင်လည်းအမြဲစောက်ရှောက်ပေးတယ်။အဲဒီလိုနဲ့ဖားကလေးဟာတပြေးပြေးနဲ့ကြီးပြင်းလာပြီးသူ့ကိုယ်တိုင်အစာရှာစားလို့ရတဲ့အရွယ်ကိုရောက်လာခဲ့တယ်။ဒီနေ့မှာတော့မေမေဖားမကြီးကသူ့ရဲ့သားလေးကို ားလေးရေကုန်းပေါ်ကို လုံးဝမတက်နဲ့နော်ကုန်းပေါ်မှာဆိုရင်သားကိုတက်နေမိသွားနိုင်တဲ့တလိမ့်ဆန်အကြီးကြီးတွေအများကြီးရှိတယ်ကွတားလေးအနေကင်းအောင်လို့ဒီရေကန်နားလေးမှာပဲကစားနော်လို့တိရှာမှာရှားလိုက်တယ်ဖားကလေးကလည်းမေမေဖားမကြီးရဲ့စကားကိုနားထောင်ပြီးရေကန်ထဲမှာပဲပျော့ပျော့ရွှင်ရွှင်ကူးခတ်သွားလာနေခဲ့တယ်။ တနည်းမှာတော့ဟာကလေးဟာရေကန်ပေါ်ကကြာရွက်အပြာကြီးတစ်ချက်ပေါ်ကိုခုန်တက်လိုက်တယ်။အဲ့ဒီကြာရွက်ပေါ်ကနေကုန်းပေါ်ကိုနှမ်းချလိုက်တော့မြက်ပြင်လေးတွေ၊ပန်းပြင်လေးတွေနဲ့တစ်ပင်လေးတွေကအရန်ကိုလှပနေတာကို တွေ့လိုက်ရတယ်။ဟာကလေးရဲ့မျက်လုံးလေးတွေဟာဝင်းလက်သွားတယ်။ဟိုးအရန်လာတာပဲ။အဲ့ဒီမှာသွားပြီး ခုံပေါက်ပြေးလွားကစားကျင်လိုက်တာလို့စိတ်ထဲကနေတွေးလိုက်တယ်။ဒါပေမဲ့သူ့မေမေဖားမကြီးရဲ့စကားကိုပြန်တတိယသွားတာကြောင့်ကမ်းပါပေါ်ကိုမတက်ဖင်းရေကန်ထဲမှာပဲဆက်ပြီးကစားနေလိုက်တယ်။အဲဒီအချိန်မှာအစာရှာပြီးပြန်လာတဲ့မေမေဖားမကြီးဟာသူ့သားလေးကိုမတွေ့လို့စိတ်ပူသွားတယ်။သားလေးရဲ့ ပြန်လာခဲ့မမေပြန်လာပြီနော်လို့អော်ខော်လိုက်တယ်။အမေតាទីမာဒီချရွက်ကြီးပေါ်မှာထိုင်နေတာပါဆိုတဲ့အတန်လေးကြားတော့မှမမေဖားမကြီးကတက်ပြင်းရှာနိုင်တော့တယ်။ဖားကလေးကလည်းမမေစီကိုပျော်ရွှင်စွာနဲ့ခုံပေါက်သွားပြီးညစာကိုအတူတူစားတော့ကြတယ်။ဒီလိုနဲ့ရက်တွေကြာလာတော့ ဖားကလေးဟာနဲ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 ပိုပြီးကြီးလာတယ်။ဒီနေ့မေမေဖားမကြီးအစာရှာထွက်သွားတော့ဖားကလေးဟာသူ့ကိုယ်သူပိုပြီးယုံကြည်မှုရှိလာတယ်လို့ခံစားရတယ်။သူဟာကြာရွက်ကြီးပေါ်ကနေကုန်းပေါ်ကိုထပ်ပြီးကြည့်လိုက်တယ်။ဒီတခါတော့ဘာမှမဖြစ်တော့ပါဘူး။ငါအရင်ကထက်ပိုမြန်နေပြီပဲလို့တွေးလိုက်တယ်။ ဒီလိုနဲ့မေမေရဲ့စကားကိုမေ့ပြီးကုန်းဘော်ကို ခုန်တက်သွားလိုက်တယ်။ကုန်းဘော်ကမျက်ပြင်လေးတွေချာမှာခုန်ပေါက်ကစားရတာဘလောက်ပျော်စရာကောင်းလိုက်တယ်လဲဆိုဟာကလေးကပျော့ပျော့ရွှင်ရွှင်နဲ့ကစားနေလိုက်တယ်။တခါတလေမျက်ပြင်အမြင်လေးပေါ်ကို ခုန်တက်လိုက်ပြီးဟိုးအဝေးကိုလှမ်းကြည့်လိုက်တော့မျက်ခင်းပြင်ကြီးတစ်ခုလုံးက စိမ့်ဆိုးနေတာကိုတွေ့လိုက်ရတယ်။ ။နှာပါတဲ့ပန်းလေးတွေနဲ့တစ်ပင်ကြီးတွေကလည်းအများကြီးပဲရှိတယ်လေ။ဟာကလေးဟာအဲ့ဒီနေရာကိုသွားပြီးကစားဖို့အတွက်စိတ်ကထိမရအောင် ဖြစ်လာခဲ့တယ်။ဒါပေမဲ့ရုတ်တရက်သူ့ရဲ့နားထဲမှာသားလေးရေကုန်းပေါ်မှာတလေးဆန်အကြီးတွေအများကြီးရှိတယ်နော်လို့သူ့မိမိပြောတဲ့စကားတွေကိုကြားလိုက်မိတော့မှ ဟာကလေးဟာကစားတာကိုရက်ပြီးရေကန်လေးကိုပြန်ပြီးခုန်ဆင်းလာလိုက်တယ်။အရှာရှာရကပြန်လာတဲ့မေမေဖားမကြီးဟာလည်းသူ့သားလေးကိုရေကန်ထဲမှာတွေးလိုက်ရတော့မှစိတ်ရှမ်းသာသွားတယ်။နောက်တနေ့မနက်ခင်းမှာမေမေဖားမကြီးဟာအရှာရှာဖို့အတွက်ပြင်ဆင်နေတဲ့အချိန်ဟာကလေးကမေမေ သားကိုမျက်ခင်းပြင်ချင်းစီခေါ်သွားပါလားလို့တောင်းဆိုလိုက်တယ်။မေမေဖားမကြီးကသားလေးရဲ့သားကအခုထိငယ်သေးတယ်လေ။တလေးဆန်ကြီးကြီးတွေလမ်းလျှောက်လို့ရှင်ရင်သားလေးကိုတက်နေမိမှာပေါ့လို့ပြောပြီးဖားကလေးကိုအိမ်မှာပဲနေခိုင်းခဲ့တယ်။ဒါပေမဲ့ဖားကလေးကစိတ်ထဲမှာတော့ ီနေ့တော့မြက်ခင်းပြင်ကိုသွားကိုသွားမယ်လို့ခိုင်မာတဲ့ဆုံးဖြတ်ချက်ရှထားလိုက်တယ်။မေမေထွက်သွားတော့အရင်နေ့ကလိုပဲကမ္မပေါ်ကို ခုံတက်သွားလိုက်တယ်။အဲ့ဒီမြက်ခင်းပြင်ကြီးထဲမှာပျော်ရွှင်စွာနဲ့ခုံပေါက်ကစားနေတော့မှပဲရုတ်တရက်ဝုံဝုံဆိုတဲ့အတန်နေအကျဲကြီး ကြားလိုက်ရတယ်။အဲဒီအတန်ကြီးတွေကပလိဆန်ကြီးကြီးတွေကရေတောက်ဆင်းဖို့လာနေတဲ့အတန်တွေဖြစ်ကြတယ်။ခါကလေးဟာကြောင်းလက်တကြားနဲ့တကူလုံးကိုတုံနေတာပေါ့။အဲဒီအချိန်မှာပဲသူ့ရဲ့ရှေ့မှာရှူရှူဆိုတဲ့အတန်နဲ့တူကျောင်းဆရာကောင်းနဲ့ဝေကြီးတကောင်ဟာပခင်းထောင်ပြီးသူ့ကိုကြိုက်ဖို့ပြင်နေတာကိုတွေ့လိုက်ရတယ်။ ဟာကလေးဟာလဲကြောက်လန့်တုံလှုပ်သွားပြီးမနာတမ်းပြေးကရေကန်ထဲကို အမြန်ဆုံးခုန်ဆင်းလိုက်တယ်။မွေကြီးရဲ့အနေရကနေလွတ်မြောက်သွားတော့မှဟာကလေးကပျော်နိုင်သွားတော့တယ်။မိမိပြောတဲ့အတိုင်းပဲကုန်းဘော်ကအရန်အနေရများတာပဲလို့တွေးပြီးမိမိရှိရာ ရေကန်ထဲကိုပျော်ရွှင်စွာ ပြန်လာခဲ့တော့တယ်ကွယ်။ဒီတစ်ခါမှာတော့ ထားကလေးကမမေဖားမကြီးရဲ့စကားကိုဘယ်တော့မှမမေတော့ဘူးလို့စိတ်ထဲမှာခိုင်မာစွာနဲ့ဆုံးဖြတ်ချက်ချလိုက်တာပေါ့ကဲပုံမြင်လေးကတော့ဒါပါပဲကွယ်ပုံမြင်လေးရဲ့အကြောင်းအရာလေးဟာဆိုရင်ဖြင့် မိဘပြောစကားကို နားထောင်ရင်ဘယ်တော့မှအနည်းငယ်မကြောက်ရဘူးဆိုတဲ့အကြောင်းအရာလေးကိုပြောပြပေးထားတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်နော်ကလေးလေးတို့လည်းအိမ်မှာဖေဖေမေမေတို့ရဲ့ပြောစကားကို အမြဲတမ်းနားထောင်ရမယ်နော်တီတီတူပြောပြပေးတဲ့ပုံမြင်လေးတွေကိုသဘောကျတယ်ဆိုရင်တီတီတူ storyline channel လေးကို like and subscribe လေးပြီးခဲ့ပေးပါဦးနော် ခင်အားလုံးပဲပျော်ရွှင်စရာနေ့လေးတစ်နေ့ဖြစ်ပါစေနော်။ကလေးလေးတို့ရေအားလုံးပဲတက်တာပါ။